ဇောအစင်းမှုကို သူရဲ့ကောင်းမလေးကတတ်တယ်ဆိုရိပေနိဆန်ဆန်လူသက်မှုကြီးတော်ဖြည့်ရှင်းလို့မကုန်သေးဘူးအခုဒီဥဆောင်သူရဲ့ဒီဆုံးမှုမှာသူရဲ့ပြည်သက်တွေကဒီဥဆောင်သူဟာအသက်ငယ်ငယ်လေးနဲ့အခုလိုမျိုးဒီဆုံးရတာဖြစ်တဲ့အတွက်နှမျောတတဖြစ်လွန်ပြီးတော့အကြောင်းအရာအကုန်လုံးကိုလိုက်လံစုံစမ်းနေကြလေဖြစ်ပါတယ်အဒီတဲမှာဒီဥဆောင်သူနဲ့သူရဲ့ကောင်းမလေးဟာဒီဥဆောင်သူဒီဆုံးတဲ့ညမှာ သူတို့နှစ်ယောက်လမ်းခွဲသွားလောက်တဲ့အထိနော်စကားတွေများခဲ့ကြောင်းကိုသိရပါတယ်တချို့သောဖော်ပြသူတွေရဲ့ဖော်ပြချက်အရဒီဥဆောင်သူနဲ့သူရဲ့ကောင်းမလေးဟာအဲ့ဒီညမှာဘာတူတူသွားခဲ့ကြောင်းလည်းသိရပါတယ်ဘာမှစကားများရမ်းဖြစ်ပြီးတော့ကျန်လာတဲ့ခါမှလေးအတူတူပြန်လာခဲ့ကြောင်းလည်းသိရပါတယ်နောက်ပြီးတော့မှသူရဲ့နော်ချစ်ရတဲ့သူကိုသူ့အိမ်မှာပို့ခဲ့ပြီးသူကတယောက်တည်းပြန်လာတာလားတော့မသိဘူး ဆိုတော့ဒေဥဆောင်ဒူးစော်ကသူ့ရဲ့တငယ်ချင်းအရင်ခောက်ခောက်တည်းရဲ့ပြောကြားချက်ရသူကကာမောင်ချမ်းတဲ့သူလည်းမဟုတ်ဘူးအင်မတန်မှအနေအေးတဲ့သူဖြစ်တယ်အသက်ကလည်းငယ်သေးတယ်ဆိုတော့စီစီတီဗီမှာတော့ဒေဥဆောင်ဒူးဟာကားကိုအပြင်းထန်နော်တခြားရစ်တွေနဲ့မတူပဲမောင်းနဲ့လာတာကိုတွေ့ရပါတယ်ဆိုတော့ဂျာရင်မှာသူ့ကိုရဲတွေကနော်ပေါ်သားဆွဲဖို့အတွက်စစ်ဆေးခြင်းလို့ကားကိုစစ်ဆေးခြင်းလို့အပူသည်ပြင်းမောင်းလာတာလားနော်လောပြီးတော့မောင်းလာတာလား ရောင်းမှုသူရဲ့ကောင်းမလေးနဲ့နော်စကားများရံဖြစ်လို့အခုလိုမျိုးမောင်းပြီးတော့အခုလိုမျိုးဖြစ်ဆိုခြင်းနဲ့ကြုံတွေ့လိုက်ရတာလားဆိုပြီးတော့ဘေးနီးဆန်ဆန်ကိစ္စတွေကတော့ပြောနေကြပြန်ပြီလေဖြစ်ပါ रे အခုလိုမျိုးသူရဲ့ကောင်းမလေးနဲ့စကားများရံဖြစ်တဲ့နော်တပည့်တွေထွက်ပေါ်လာတာဖြစ်တဲ့အတွက်ရုပ်ဆောင်သူရဲ့ကောင်းမလေးကိုသူတည်တဲ့ခါကျမှငိုနေလိုက်တာများအံ့ဩတယ်ဆိုပြီးတော့မြို့မျိုးမဟုတ်တကားတွေပြောဆိုနေကြပြီလေဖြစ်ပါ रे စစ်သူရေးစားဆိုတာကတော့စကားများရံဖြစ်တဲ့ လမ်းခွဲတွေအိစရီအများကြီးရှိမှာပဲဒါကိုလူတယောက်အနေနဲ့ရင်းကျက်မှုနဲ့ပဲဖြတ်ကျော်ဖို့လိုတယ်အခုလိုမျိုးစိတ်အလိုကိုလိုက်ပြီးတော့နော်ဒေါသကိုဥတည်ပြီးတော့လှုပ်ချင်တာတွေလှုပ်ပြလိုက်မယ်ဆိုရင်မမိကိုပဲမမိပြန်ထိတတ်ပါတယ်ဒါကြောင့်ဒီကိစ္စမှာဘသူကမှတော့အပြစ်မတင်ကြည့်ဘူးသူရဲ့ပြစ်သက်တွေအနေနဲ့လေမမိတို့ရဲ့စိတ်ကိုရှော့ဖို့တွားဒီကနေပဲတိုက်တွန်းပြားစီပြား